ကြာသာပတိနေမွေသူအလုံးမင်္ဂလာပါ2025ဂျူနာ25ရက်ကနေ27ရက်နေ့တော်တွင်မှာစုပေါင်းလုပ်ငန်းကျိုးပင်းမယ်မိကောင်းဆွေကောင်းတောက်ကူရမယ်ရည်မှန်းချက်သိအောင်မြင်မယ်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ကံမြမ်းချင်းရှိမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းသောတိုးတက်သောစကားချုံမယ် မင်္ဂလာကိစ္စများပံဝင်ပတ်သက်ရတဲ့တဲ့ရီမားချက်စစ်တွေရွယ်ချက်စစ်တွေထူးထူးခြားခြားအောင်မြင်မယ်ငွေကြေးကဏ္ဍလုပ်ငန်းကဏ္ဍထူးထူးခြားခြားတိုးတက်မယ်ဒီတပတ်အတွင်းမှာမင်္ဂလာဆောင်ဖိတ်စာတစ်ခုဖိတ်ကြားခံရရင်အဲ့ဒီမင်္ဂလာဆောင်ဖိတ်စာကိုသေချာသိမ်းဆဲထားပါအင်မတန်လက်ပွင့်စေတဲ့ကံပွင့်စေတဲ့ထူးခြားတဲ့ကံတွေပေါ်ပေါက်လာတယ်ထူးခြားတဲ့မင်္ဂလာရေးရာတွေဖြစ်ပေါ်လာနိုင်တယ် ပေဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။အဓိက15ရက်နေ့မှာစူပေါင်းလုပ်ငန်းကျိုးပဲမေကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ် 16ရင်းနေမှာသစ္စာဖောက်ခံရတဲ့တဲ့လူလိန်လူကောက်တွေ့တဲ့တဲ့မတော်တဆနေကိုလည်းအထူးပြုဂရုဆက်ရလိမ့်မယ်အနောက်တောင်ရောက်ကိုသွားစရာနေရှိတဲ့တဲ့မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သွားလာဂရုဆက်မယ်16ရင်းနေလုံးသမျှအစဉ်ပြေသွားမယ်အောင်မြင်သွားမယ်မိကောင်းဆွေကောင်းထောက်ခွေရမယ်16ရင်းနေမှာရံများမယ်မတော်တဆနေဂရုဆက်ရမယ်ညာချင်ညာလက်မှာသေစားထိခဲ့မှုဖြစ်တတ်တယ် 19ရက်နေ့ဟာအရာရာဆင်ပြေခြင်းတို့ရာပြည့်စုံခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းဆုံးဖြတ်ချက်မှန်ခြင်းရှိမယ်20ရက်နေ့မှာလုံးဝမလုပ်တော့ဘူးလို့ဆုံးဖြတ်တဲ့ကိစ္စပြန်လုပ်ဖြစ်နေမယ်ရတန်းတဲ့လုပ်တွေပြန်လဲစတင်နေမယ်21ရက်နေ့ဟာကံကောင်းခြင်းလက်ပွင့်ခြင်းနဲ့တိုက်ဆိုင်နေတဲ့ဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့အဲ့ဒီမှာပိုက်ဆံတရွက်ကိုအမွှေးနှံစာပြန်ပြီးလူနဲ့ဆောင်လုံးသမ ्या လဲကောင်းတယ်ဒါပေမဲ့အဲ့ဒီနေ့မှာ မတော်တဆထိခိုက်မှုကနေကိုအနောက်ရက်ကိုတည်သွားစဉ်ဖြစ်တတ်တယ်။နေတန်တိုင်ခွဲနဲ့သုံးနိုင်တွေ့သွားလာနေတိုင်းဂယုစိုက်ရမှာဖြစ်တယ်။တနင်္လာနေ့ရင်ကနေတောက်ကြနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ကြာသာပတိနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။အပြာရောင်ပန်းရောင်ညီရောင်ချက်သွေးရောင်တို့သုံးမှာ369ခန်းနဲ့တို့မှာပန်းရောင်ပန်းပွင့်ဖျက်ကတ်လူပြီးလိုရာဆူတောင်းရင်ဆူတောင်းပြေးပါမယ်။ဂျေဆုတင်ပါ